အပိုင်း960ရဲ့စောင်းမော်တော့ဂင်းအမွန်တို့ကဂိုင်ရိုကိုတိုက်ခိုက်ဖို့အတွက်စုံမနေရမှာစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှရောက်မလာတာကြောင့်ဂင်းအမွန်တို့ကထိတ်လန့်နေခဲ့ပါပြီ။သူတို့ကတယောက်ယောက်ရောက်လာဖို့အတွက်မျှော်လင့်နေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိတာကပြီးခဲ့တဲ့ညတုန်းကလူဗီရိုဖွက်ထားတဲ့တင်မောကိုရှာခိုင်းပြီးသူ့ရဲ့လူတွေကိုတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ဒါကြောင့်အိုရိုချီရဲ့လူတွေကလူဗီရိုရဲ့တင်မောကိုအမိန်တိုင်းဖောက်ခွဲပစ်လိုက်ပါတယ်။ဒါကိုကြတော့အိုရိုချီကပြောနေပြီးလူဗီရိုရဲ့ဆက်သွယ်မှန်သမျှကိုဖျက်ဆီးဖို့လုပ်ခဲ့ပါတယ်။ပြီးတော့သူကနောက်ထပ်နေရာအဖြစ်မျိုးတွေကိုဆက်သွယ်ထားတဲ့ဒရာတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါကိုမြင်တော့ဒေတာကောင်းဆောင်တွေကအံ့ဩသွားခဲ့ကြပြီးဒါရီကဘယ်သူလောက်တာလဲလို့တွေးနေခဲ့ကြပါတယ်ပြီးတော့အိုရိုချီကသူ့ရဲ့လူတွေကိုစိတ်ကန်းတွေကိုလည်းဖျက်ဆီးပစ်ခိုင်းတာကြောင့်စိတ်ကန်းတွေရောတင်းမောတွေပါဘုံခွဲခံလိုက်ရပါတယ်အိုရိုချီကတော့ကိစ္စမရှိဘူးလို့ပြောလိုက်ပြီးသူတို့အားလုံးပြန်မြင်နိုင်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူကအကာစားရာတွေကိုဖြစ်လာဝင်မပေးနိုင်ဘူးလို့ပြောလိုက်ပြီးသူတို့ကိုလက်စားချေဖို့အခွင့်အရေးသေးသေးလေးတော့မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်သူတို့ကအကာစားရာရဲ့သူတွေကိုတယောက်ကိုမှမမြင်ဘူးပဲမဲ့သူ့ရဲ့တရင်ကတော့ခိုင်းလုံးတယ်လို့တွေးနေခဲ့ပါတယ် ဘသူပဲသူ့ရဲ့စကားတွေကိုမယုံပါစေသူ့အနေနဲ့နည်းနည်းလေးမှသတိမပေါ့နေဘူးလို့ပြောလိုက်ပြီးအားလုံးကိုဖျက်ဆီးပစ်ဖို့အတွက်ပြောနေခဲ့တာပါဒါပြင်အိုရိုချီကအင်အားလေးတောင်လားမစိုးပါဘူးလို့ပြောလိုက်ပြီးဒါပေမဲ့ကင်းရဲ့မွန်နိုစီကိုဘသူမှရောက်လာနိုင်တော့မှာမဟုတ်ဘူးဆိုပြီးကြေညာနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကကင်းရဲ့မွန်နိုကိုအရန်စိတ်ပြက်ပြီးဝမ်းနဲ့နေမှာပဲလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ကင်းရဲ့မွန်နိုကဘသူမှရောက်မလာတဲ့အဆုံးသူတို့ဘာသာသွားဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။မွန်မူကတော့သူတို့ကိုတားပြီးမသွားဖို့အတွက်တောင်းပန်ခဲ့ပါတယ်။ဒါအပြင်လှိန်ငယ်လေးနဲ့ထွက်သွားတာကကိုကူကိုတေချောင်းကြံတယ်လို့ပဲလို့ပြောလိုက်ပါတယ်။ မော်မော်ကကင်းရံမုံကိုလူပြန်ဝင်စားရင်နောက်တစ်ခါထပ်တိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကင်းရံမုံကအခွင့်အရေးကိုလွတ်သွားရင်နောက်ထပ်နှစ်ပေါင်းပြန်ဆောင်ရလိမ့်မယ်လို့ပြောလိုက်ပြီးမော်မော်ကငါတို့တွေဆက်ပြီးပုံနေလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။ဂိုက်တိုရဲ့တပ်ကသဘုံတွေကဖမ်းမှုလာလိမ့်မယ်လို့ပြောလိုက်ပြီးသူတို့အနေနဲ့ဇားစရာတွေကိုလည်းထပ်ခိုးလို့ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပြင်သူတို့ကူရီကထွက်လာတော့ငါကိုဇူကီရဲ့တပ်တွေကိုထောက်ခံနေအိုဂိုဘိုရီယောကဘာဖြစ်သွားလဲဆိုတာမင်းလည်းသိတာပဲလို့ပြောလိုက်ပါရီအဲဒီယောကလူတွေကအရှင်လက်လက်မီးရှို့ခံလာရပြီးအဲဒီထဲမှာသူမိမဆူလူလဲပါသွားတယ်လို့ကင်းရံမုံကပြောလိုက်ပါရီ ဒါပေမဲ့မူမူကတော့အားလုံးကိုတကူကောင်းမဆန်ဘူးနဲ့ပြောလိုက်ပြီးသူကရောလို့မိလိုက်တော့အားလုံးကသူ့ကို Orion နဲ့တူတူနေခဲ့ဖို့အတွက်ပြောလိုက်ပါတယ်။သူတို့က Orion နဲ့သာမတွေ့ခဲ့ရင်သူတို့တွေကဘာကောင်းမှမဟုတ်ဘူးလို့ပြောလိုက်ပြီး Orion ရှိခဲ့လို့သာအခုလိုမျိုး Samurai နေဖြစ်လာခဲ့တာလို့ပြောပြလိုက်ပြီးတင်းရင်လဲ Samurai ဖြစ်နေတေးပြရစီလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့ကထွက်သွားပြီး Orion ရဲ့စကားတွေကိုကြားယောင်နေခဲ့ပါတယ်။အဲဒီတော့ကအိုရန်ကသူတို့ကိုဒီနိုင်ငံကဒီလောက်အကြာကြီးတည်တံ့ဖြစ်နေကြတာကိုစုကူရီနဲ့သက်ဆိုင်တယ်လို့ပြောလိုက်ပြီးတနည်းကြရင်ဒါကပြောင်းလဲမဲ့အချိန်ကိုရောက်လာလိမ့်မယ်လို့ပြောလိုက်ပြီး အဲ့ဒီခါကျရင်ဝါနူဒေတာရဲ့တကားကိုဖွင့်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း42နှစ်လောက်တုန်းကဝါနူဒေတာမှာအရန်ကိုပေါ်ပြူလာဖြစ်ခြင်းနဲ့လူတယောက်ရှိခဲ့ပူပါတယ်။သူကတော့ကိုဇူကီဆူကီယာကီရဲ့သားအိုရန်ပဲဖြစ်ပါတယ်။တရက်မှာတော့အိုရန်ကဘန်မြူရိုကိုပြန်ရလာခဲ့ပါတယ်။ဒါကိုမြင်တော့အားလုံးကလန့်သွားပြီးသူတို့ကသူတို့ရဲ့မိန်းမတွေနဲ့တမီးတွေကိုအမြန်ဖွက်ထားခဲ့ကြပါတယ်။ပြီးတော့ဒလိမ့်ဆန်တွေကိုရောပါပြီ။ဒါပေမဲ့အိုရန်ကတော့ဘယ်သူ့ကိုမှဂယူမဆိုင်ဖဲဒလန်ချင်းလျှောက်လာနေခဲ့ပါတယ်။ အားလုံးကတော့အိုရန်ရဲ့စိတ်ပြက်နေတဲ့အမူအရာကိုကြည့်လိုက်ပြီးသူ့ရဲ့အပြင်ကိုထွက်သွားဖို့အတွက်ကြိုးပမ်းမှုကကြာရှုံးလာရပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အားလုံးကတော့အိုရန်တယောက်ဘာလို့ဒီလောက်ထိအပြင်ကိုထွက်ချင်နေရတာလဲဆိုတာကိုစဉ်းစားမရခဲ့ပါဘူး။အဲ့ဒီအချိန်အိုရန်ကတော့သူ့ကိုရိုက်ချပစ်လိုက်တဲ့လိုင်းလုံးကြီးတွေကိုသတိရသွားပြီးဒါကြီးကလုံးဝအတားအဆီးပဲလို့ဆိုတာအနောက်ကိုပြန်လှည့်ပြေးပါတယ်။သူကမြူရဲကနေဝါရိုရဲအထိအားကုန်ပြေးသွားခဲ့ပြီးတခြားလုံးငါလာပြီလို့လည်းအော်ဟစ်နေတာပါ။ပြီးတော့သူကကဘာကြီးကိုသူ့ရဲ့စိတ်တိုင်းကြမြင်ကျင်နေခဲ့တာလို့ပြောလိုက်ပါတယ်။ အဲ့နောက်သူကအားကုန်ပြေးသွားပြီးဂျောကဘာဆုံးကနေခုံချပြစ်လိုက်ပါရီနောက်ပြီးဦးရန်ကရေတွေကိုမင်းတို့ကငါ့ကိုစားပြေးချင်နေတာမှလားလို့မေးလိုက်ပြီးအောက်ကိုပြုတ်ကျသွားပါတော့တယ်တဖက်မှာတော့ဝါနူဒီသားရဲ့စိမ်းလန်းနေတဲ့ဒေါတောင်ရင်မီကိုတွေ့ရမှာပါဒါရီအားလုံးကဝါနူဒီသားနဲ့တွေ့ထားတာတွေပဲဖြစ်ပါတယ်တဖက်မှာတော့လူရဇူးကဆူရီရဲ့ဆိုင်ကိုရောက်ရှိနေပြီးသူတို့ကဒေါမော်ကပြန်လာတယ်ဆိုတဲ့အကြောင်းရင်းတွေကိုပြောနေခဲ့ကြတာပါအဲ့နောက်မှာတော့သူတို့ကဆူရူကိုသူတို့ရလာတဲ့အရာကိုပြသလိုက်ကြပါတယ်အဲ့ဒါကတော့တောဝက်ပေါက်လေးပဲဖြစ်ပြီးဆူရူကတော့ချစ်စရာလေးပဲလို့ပြောပါတယ် တဖက်ကလူတွေကတော့ဒါကိုကြတော့ဆူရူကိုဒါကိုသာကုရိုကူမာကိုသွားပို့လိုက်လို့ရှိရင်ပလက်တီနမ်နင်းကားရမှာလို့ပြောလိုက်ပါတယ်။သူရဲ့စကားကြောင့်ဆူရူကအံ့ဩနေပြီးဒါကပတ်စံအများကြီးပဲ။ဒါဆိုရင်အိမ်တော်ဆောက်လို့ရပြီလို့ပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ဆူရူတို့အိမ်မှာပတ်စံခိုးနေတဲ့ကင်းရံမုံကလည်းဒါကိုကြားသွားပြီးအံ့ဩနေပါတယ်။အိမ်နောက်ပတ်စံကိုခိုးကထွက်သွားဖို့လုပ်နေချိန်ပတ်စံတချို့ကအောက်ကိုကျသွားတာကြောင့်သူကလန့်သွားပြီးတဖက်မှာလည်းဆူရူကဒါကိုကြားသွားခဲ့ပါတယ်။သူမအိမ်ထဲကိုဝင်ပြီးပစ္စည်းခိုးနေတဲ့ကင်းရံမုံကိုတွေ့ကဒေါသထွက်သွားပြီးတော့သူ့အိမ်ကပတ်စံလာခိုးပြန်ပြီလားလို့မေးလိုက်ပါတယ်။ ဒါကိုကြတော့ကင်းရမုံကဆူရူကိုငါတို့ကတငယ်ချင်းတွေပဲလို့ပြောလိုက်တော့ဆူရူတယောက်ဒေါသထွက်နေပြီးကင်းရမုံကိုနောက်တစ်ခါသူမရင်ကိုလာခိုးရင်ကလီစာတွေကိုထုတ်ပြီးရောင်းပြမယ်လို့ချိန်ချလိုက်ပါရီဒါအပြင်သူမကကင်းရမုံရဲ့အင်ကြီးတွေကိုလည်းချွတ်ပြီးယူထားလိုက်ပါရီကင်းရမုံတယောက်ကတော့အတွင်းကန်တထည့်တဲ့နဲ့ဒေါရဲကိုပြေးလိုက်ရပြီးဆူရူကိုလည်းမကြေမနက်ဖြစ်နေပါရီဒါပေမဲ့သူကပတ်စံရာဘောက်ကိုတွေ့လာတာကြောင့်ကျေနပ်နေပါရီတစ်ဖက်မှာတော့ခက်ဆူဆိုရဲ့အာသုဘကိုကျင်းပနေပြီးခက်ဆူဆိုကိုမိတိယိုနေခဲ့တာပါဒါပေမဲ့အယိုးတွေကိုကောင်းမဲ့အချိန်မှာတော့ပြဿနာတစ်ခုပေါ်လာပါရီ တစ်ဖက်မှာတော့ခန်းဆူဆူရဲ့မိမလေးကသူ့ရဲ့အဖိုးအတွက်အုံငုံနေပါတယ်အဲ့ဒီအချိန်တာဝန်ရှိသူတယောက်ကရောက်ရှိလာပြီးဘာဖြစ်တာလဲလို့မေးတော့အဖိုးကြီးတယောက်ကအဖြစ်ကိုပြောပြပါရီအဲ့ဒါကတော့သူတို့ကခဆူဆိုကိုမီးကြုပ်ပြီးလို့အယိုးရီကိုကောင်းမဲ့အချိန်အိုရန်ကရောက်လာပြီးခဆူဆိုကိုမီးရှို့ထားတဲ့မီးနဲ့ဟင်းချက်စားနေကြတာဖြစ်ပါရီဒါကိုမြင်တော့တစ်ဖက်ကသူကလည်းအိုရန်တယောက်တိုင်းမီပြင်းကိုထွက်မဲ့ကိစ္စကြာရှုံးလာပြန်ပြီထင်တယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်အိုရန်ကတော့ဘသူ့ကိုမှဂရုမစိုက်ဘဲဟင်းဒီကိုအားရပါရစားနေကြတာပါ တဖက်မှာလည်းအိုရန်ရဲ့ဖြစ်ဖြစ်သူလက်ထောက်ကဒါကအိုရန်တယောက်နိုင်ငံကနေတရားမဝင်ထွက်ဖို့ကြိုးစားတာ38ကြိမ်မြောက်ပဲလို့ပြောလိုက်တော့အဖေဖြစ်သူကဘာလို့အသက်ရှင်နေရပြန်လာတာလဲလို့မေးလိုက်ပါရီဒါကိုကြတော့လက်ထောက်ကတီးပြီးသားဆိုပေမဲ့အိုရန်ရဲ့အကြောင်းကိုသေချာရှင်းပြပေးမယ်လို့ပြောလိုက်ပါရီအိုရန်ကတနေသားရွယ်မှာအထင်းတော်ကိုလေးပေါ်မြောက်အောင်ပြစ်လိုက်ပြီးနှစ်နှစ်သားရွယ်မှာတော့ရုံနှကောင်းကိုတခါတည်းဖမ်းနိုင်ခဲ့တယ်လို့ဆိုပါရီလေးနှစ်သားရွယ်မှာတော့ကြောက်တုံးတစ်ခုနဲ့ဝဲဝင်ကြီးကိုတိုက်ခိုက်ခဲ့ပြီး၆နှစ်သားရွယ်မှာတော့နန်းတော်ရဲ့စီးစိမ်တွေကိုဖျော်ရင်အချိန်ကုန်ခဲ့ပါရီ နောက်ပြီးရှင်းနေသားရွယ်မှာတော့လောင်စာဝိုင်းနေဦးတယောက်ထဲသွားခဲ့ပြီးကိုနေမှာယာကူစာရီရဲ့ဓာမြင့်ချင်းကိုခံခဲ့ရပါတယ်။လောင်စာယုံကိုမလာရဘူးဆိုတဲ့သူရဲ့စကားကိုမကျေနပ်တဲ့အိုရန်ကယာကူစာရီကိုတယောက်ထဲသွားပြီးချခဲ့ပါတယ်။ဆယ်နှစ်မှာတော့ကြောက်တွင်းကိုရောက်ပြီးသူ့ရဲ့အစွမ်းကိုပြနိုင်ခဲ့ပြီးတော့ဗဘူးကောင်းကောင်းထုနိုင်ခဲ့ပါတယ်။လက်ထောက်ကကိုဇူကီကိုဒါကသူ့ရဲ့စကားပြောတာဖြစ်ပါလိမ့်မယ်လို့ပြောလိုက်ပြီးအဲဒီနောက်မှာအိုရန်ကပူပြီးကောင်းကောင်းမွန်မွန်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆယ်လီနှစ်အရွယ်မှာမြို့ထဲမှာရေရှားပမှုဖြစ်ခဲ့ပါတယ်။ ဒါကိုမကြည့်နိုင်တဲ့အိုရန်ကကြောက်တုံးတစ်ခုနဲ့မြေကြီးကိုလွှဲလိုက်ပြီးရေရောင်းလုပ်ပေးခဲ့ပေမဲ့ရေကြီးမှုတွေကိုဖြစ်လာစေခဲ့ပါတယ်။သူကမြေကြောင်းတစ်လျှောက်ကိုလိုက်ပြီးအပြင်ကိုထွက်ဖို့လုပ်ခဲ့ပေမဲ့ကြာဆုံးသွားခဲ့ရပြန်ပါတယ်။သူက၃၅နှစ်သားမှာတော့အိုရန်ကဖျားเจ้าမှာဗဘူးထုနေရေမျိုးတွေကမိန်းမတွေကိုခေါ်ပြီးအတူနေခဲ့ပါတယ်။သူကအဲ့ဒီမိန်းမတွေကိုအချိန်မရွေးပြန်သွားခွင့်ပေးခဲ့တယ်လို့ဆိုတော့ကိုဇူဂီတယောက်သူ့ရဲ့သားကိုဒါကမကောင်းဆိုးဝါးပဲလို့ပြောနေခဲ့ပါတယ်။လက်ထောက်ဖြစ်သူကတော့ဆက်ပြီးအိုရန်ကိုတချို့လူတွေကဒီရွတ်ဒေါသထွက်ခဲ့ပြီးအဲ့ဒါကတော့သူခေါ်လာတဲ့မိန်းကလေးတချို့ရဲ့လင်းယောက်ကြားရည်နဲ့မိပါရီပါပဲ။ အဲဒီနောက်မှာတော့ကိုစုကီတယောက်သူ့ရဲ့သားကိုအမွေဖြတ်စာပို့ခိုင်းလိုက်ပါတော့တယ်။တစ်ဖက်မှာတော့အိုရန်ကစိတ်တိုင်းကြတောက်စားနေပြီးအဲဒီနောက်မှာတော့မီးကိုညှိငါပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းကင်းရမုံကတောဘပေါက်လေးတွေကိုခေါ်လာတဲ့လူတွေကိုတိုက်ခိုက်ခဲ့ပြီးသူကဝက်လေးတွေကိုယူသွားခဲ့ပါတယ်။အဲဒီအချိန်သူ့ရဲ့ကြွေးရှင်တွေကလည်းနောက်ကနေလိုက်ဖမ်းလို့ပြေးနေခဲ့ပါတယ်။အဲဒီအချိန်ယိုဂရိုကလည်းကင်းရမုံရဲ့အကြောင်းကိုကြားသွားခဲ့ပြီးဖမ်းပြီးအရေးကုန်ဆုပ်ပစ်လိုက်လို့ပြောလိုက်တယ်။ တဖက်မှာတော့ဒန်ဂျီရိုကသူ့ရဲ့ပတ်စံနည်းနည်းကိုတုံးကညံစင်ပြီးအိုးကြီးကြီးကိုရအောင်ဝင်နေခဲ့ပါတယ်။ဒါကိုကင်းရဲ့မုံကမြင်တော့ဒန်ဂျီရိုကိုသူယူလာတဲ့အရာကိုပြလိုက်ပါတယ်။ဒါကိုမြင်တော့ဒန်ဂျီရိုကလန့်သွားပြီးဒီတော်ဝက်ဖြူဟာတကယ်ရှိတယ်ဆိုရင်တော့တောင်ဆောင်နဲ့ဖျားလို့ခေါ်တဲ့တော်ဝက်မကြီးကလည်းတကယ်ရှိမှာပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မျိုးတော်ကနေစူညံတဲ့အတန်တွေထွက်လာပြီးတော်ဝက်မကြီးကရောက်လာကအားလုံးကိုဖျက်ဆီးပါတော့တယ်။ ဒါကိုမြင်တော့ကင်းရဲ့မုံကလန့်သွားပြီးသူ့အမကြောင့်အားလုံးဒုက္ခရောက်ကြတော့မယ်လို့ပြောလိုက်ချင်း။အိုရန်ကပေါ်လာပြီးတော့ဒေါ်ဝတ်ကိုသူ့ကိုပေးဖို့အတွက်ပြောလိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလေ။အပိုင်း962ရဲ့အဆောင်မှာတော့ဆူရူကသူမကိုဖမ်းခေါ်လာတဲ့သူတွေကိုလွတ်ပေးဖို့အတွက်ပြောလိုက်ပေးမယ်။တစ်ဖက်ကတော့သူမကိုငြိမ်ငြိမ်နေဖို့ပြောလိုက်ပါရီ။အဲဒီအချိန်ဒေါ်တခုလုံးတိမ့်တိမ့်တုံသွားခဲ့ပြီးအားလုံးကလည်းလန့်သွားခဲ့ကြပါရီ။အဲဒီအချိန်ဒေါ်ဝတ်ဖြူကြီးကပေါ်လာပြီးဆူရူနဲ့ခြားသူနှစ်ယောက်ကိုမျိုးချပြစ်လိုက်ပါရီ။အဲဒီနောက်သူကမျိုးရဲကိုစင်ကမျိုးကိုတိုက်ခိုက်ခဲ့ပါရီ။ တစ်ဖက်မှာလည်းကင်းရမုံကပြေးလွှားနေတဲ့သူတွေနဲ့မီးလောင်နေတဲ့အစာအုပ်တွေကိုကြည့်ကအံ့ဩနေပါတယ်သူကဝက်ပေါက်လေးတွေကိုကြည့်ပြီးဒီအကောင်သေးသေးလေးကြောင့်အခုလိုတွေဖြစ်နေရတာလားလို့တွေးကအတော်လေးကိုလန့်နေခဲ့ပါတယ်အဲ့ဒီချိန်အိုရန်ကဒါကြောင့်ဝက်ပေါက်လေးတွေကိုသူ့ကိုပေးလိုက်ဖို့အတွက်ပြောပေမဲ့ကင်းရမုံကပြန်ဆွဲထားလိုက်ပြီးမဖြစ်ဘူးလို့ပြောလိုက်ကြကြောင်းဝက်ပေါက်လေးကပတ်စံနဲ့အများကြီးတိုင်တယ်လို့ပြောလိုက်ပါတယ်ဒါနဲ့သာဆိုရင်သူ့ရဲ့ကျွေးတွေကိုစားနိုင်မယ်အပြင်ပတ်စံနဲ့တခုခုလုံးလို့ရလိမ့်မယ်လို့ပြောလိုက်ပါရီတဖက်မှာဒန်ဂျီရိုကအိုရန်ကိုကြည့်ပြီးဒါကတကယ်ကိုပဲအိုရန်လို့ဆိုကသဘောကျနေခဲ့ပါရီ ။အဲ့ဒီအချိန်ဒေါ်ဝက်ဖြူကြီးကတော့မြို့ကိုဖျက်ဆီးပစ်နေခဲ့ပါပြီ။နတ်ဆရာကလည်းဒီလိုတောင်ဆောင်းနတ်ဖျားကြီးကလူတွေနောက်ကိုလာတာကသူ့ရဲ့ကလေးကိုယူသွားခံရလို့ပဲလို့ပြောလိုက်ပါရီ။တကယ်လို့ကလေးကိုသာပြန်မပေးနိုင်ရင်အားလုံးကဖျက်ဆီးခံရလိမ့်မယ်လို့ပြောလိုက်ပြီးဒေါ်ဝက်ပေါက်ဖြူလေးကိုရှာဖို့အတွက်ပြောလိုက်ပါရီ။အဲ့ဒီအချိန်ဒေါ်ဝက်မကြီးကတော့လမ်းမတစ်လျှောက်ကအိမ်ကြီးကိုဖျက်ဆီးနေပြီးအိမ်ကြီးရောလူတွေကိုပါမျိုးချနေခဲ့ပါရီ။ဒါကြောင့်လူတွေကကြောက်လန့်ကြတဲ့အော်နေခဲ့ပြီးထွက်ပြေးနေခဲ့ပါလေ။အဲဒီအချိန်တယောက်ကတော့ဂင်းရံပုံကိုဒလန်းဝင်လမ်းထွက်လိုက်ရှာနေပါလေ။ အဲ့နောက်သူကဂင်းရမုံကိုတွေ့တော့ဂင်းရမုံကအဲ့လူကိုမင်းကတော့ဝက်ကိုခေါ်လာတဲ့သူပဲလို့ပြောလိုက်ပြီးတဖက်ကလူကလည်းမင်းမဲလူသွားခဲ့တာလေးလို့ပြောလိုက်ပါတယ်အဲ့နောက်ထိုလူကဂင်းရမုံကိုတော့ဝက်ကိုပြန်ပေးဖို့အတွက်ပြောလိုက်ပြီးဝက်မကြီးကသူ့ကလေးရဲ့အနက်နည်းနည်းလေးရတာနဲ့အဲ့ဒီလူစီကိုဦးတည်လာလိုက်မယ်လို့ပြောလိုက်ပြီးတော့ဝက်နဲ့ဆွဲနေတဲ့သူ့ရဲ့ငွေချင်းနှစ်ယောက်တော့စူရူရောအမျိုးခံလိုက်ရပြီလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ဂင်းရမုံကလန့်သွားပြီးစူရူကဘာလို့လဲလို့မေးလိုက်ပါတယ် ဒါကြောင့်တဖက်ကလူကကင်းရဲ့မွန်စီကဝါပေါကိုပြန်တောင်းမှုအတွက်စူရူကိုတစားကန်လှုပ်ပြီးတောင်ပေါ်ကနေဆင်းလာခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြောင့်တော့ကင်းရဲ့မွန်တယောက်တုံလှုပ်သွားပြီးတောဝက်ပေါကိုပြေးချလိုက်ကအမြန်ပြေးသွားပါတော့တယ်။ဒါကြောင့်အိုရန်ကတောဝက်ကိုကောက်ယူလိုက်ပြီးတဖက်မှာလည်းကင်းရဲ့မွန်ကစူရူကိုမြင်အောင်ကပြေးသွားနေခဲ့ပါတယ်။သူကလော်နေတာကြောင့်လမ်းမတော်ပြစ်လဲနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကင်းရမုံကအားလုံးကိုသူ့ရှိကနေဖယ်ဖို့အတွက်ပြောကဝက်ကြီးစီကိုပြေးသွားနေခဲ့ပါတယ် ပြီးတော့ဂီယမွန်ကသူ့အပေါ်ကိုကောင်းပေးပြီးပစ္စည်းတစ်ခုခုခိုးလာတိုင်းဇူရူကပိုင်းရှင်တွေကိုပတ်စံပြန်ပေးတတ်တာကိုသတိရနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂီယမွန်ကဒေါ်ဝက်ကြီးရှိကိုသွားရောက်ခဲ့ပြီးသူ့အဓာကိုဆွဲထုတ်လိုက်ပါတယ်။အရင်ကဇူရူကသူ့ကိုအလုပ်တစ်ခုရှာဖို့အတွက်ပြောလိုက်ပြီးအမြဲတမ်းယာကူဇာတွေကလိုက်နေတာဆိုတော့ဂီယမွန်ကဘာဖြစ်လဲလို့ဆိုတော့သူတည်သွားရင်တော့မှသူတို့ကိုယူဆိုင်မဲ့သူမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဇူရူကစိတ်တူသွားခဲ့ပြီးသူ့ကိုကြောက်တုံးနဲ့ထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဂီယမွန်ကဒေါ်ဝက်ကြီးကိုသူ့အပေါ်ကောင်းတဲ့ဇူရူကိုပြန်ပေးဖို့အတွက်ပြောကတိုက်ခိုက်လိုက်ပါတယ်။ သူကတော့ဝက်ကြီးကိုဓာတ်နဲ့အားကုန်ထိုးလိုက်ပေးမယ်။တော့ဝက်ကြီးကတော့ဘာမှတော့မဖြစ်ခဲ့ပါဘူး။အဲဒီနောက်မှာတော့တော့ဝက်ကခါထိုးလိုက်တာကြောင့်ကင်းရဲမုံကလွင်သွားခဲ့ပါလိမ့်။နတ်ဆရာကတော့ကင်းရဲမုံကိုတော့ဝက်ကြီးကိုမတိုက်ခိုက်ဖို့အတွက်ပြောပြီးတော့ဝက်ကြီးစိတ်ဆိုးလာရင်ဝါနိုဒီသားကိုပါထိခိုက်လိမ့်မယ်လို့ပြောလိုက်ပါလိမ့်။အဲဒီနောက်မှာတော့ကင်းရဲမုံကဘိုက်ကိုပါပွင့်အောင်ဘိုင်းပေးမယ်လို့ဆိုပါထပ်ပြီးတော့ပြေးဝင်သွားတဲ့အချိန်တော့ဝက်ကြီးကသူ့ကိုဖယ်ထုတ်ပြစ်လိုက်ပါလိမ့်။ဒါကြောင့်ကင်းရဲမုံတယောက်လဲကျသွားခဲ့ပြန်ပါလိမ့်။သူကဒေါသထွက်နေပြီမယ်ထားလို့တော့မရတော့ပါဘူး။ပြီးတော့ကင်းရဲမုံကဆူရူသားသူ့ကြောင့်တေးရမယ်ဆိုရင်သူလဲလိုက်တေးပြစ်မယ်လို့တွင်နေပါလိမ့်။ တဖက်မှာလည်းဒန်ဂျီရိုကကင်းရံမုံကိုစိုက်ပူနေပြီးအိုရန်ကတော့ကင်းရံမုံကိုသတိတော့ရှိသားပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကင်းရံမုံကဓာတ်ကိုယူဖို့လှုပ်ခဲ့ပေမဲ့မရခဲ့ပါဘူး။ဒေါ်ဘတ်ကြီးကတော့မြို့ကိုစိတ်တိုင်းကျဖျက်ဆီးနေခဲ့ပါတယ်။အဲ့ဒီအချိန်အိုရန်ကပေါ်လာပြီးဒေါ်ဘတ်ပေါလီကိုမြောက်ပြလိုက်ကဒေါ်ဘတ်ကြီးကိုမင်းရှာနေရတာလားလို့မိလိုက်ပါတယ်။ဒါကိုမြင်တော့နတ်ဆီယာကထင်တိုင်းချဲနေတဲ့ကောင်လေးအိုရန်လို့ပြောလိုက်ပြီးဒါရီကိုလှုပ်တာမင်းမဲမှလားလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အားလုံးကအိုရန်ကိုထင်လဲသွားကြပြီးသူ့ကိုကြောက်ခဲရီနဲ့ပြေပေါ်ကြပါတယ်။ ဒါကိုမြင်တော့ကင်းရမုံကအားလုံးအထင်လွဲနေပြီလို့ရှင်းပြခြင်းနေပြီဒါရီအားလုံးကသူ့ကြောင့်ပါလို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်အိုရန်ကတော့ဒေါ်ဝက်ကြီးကိုစိန်ခေါ်နေပြီသူကပြေးဝင်လာတဲ့ဒေါ်ဝက်ကြီးကိုတစ်ချက်တည်းနဲ့နှစ်ပိုင်းပိုင်းပြစ်လိုက်ပါတယ်ဒါကိုမြင်တော့အားလုံးကအံ့ဩသွားကြပြီဒန်ဂျီရူကတော့သဘောကျနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆူရူကပြန်ပေါ်လာပြီကင်းရမုံကလည်းဝမ်းသာသွားပါတယ်ဒေါ်ဝက်ကြီးတဲ့ကိုမြူချခံရတဲ့သူတွေကဒေါ်ဝက်ကြီးဘိုက်ထဲမှာတော့မှမြို့တယ်လို့ရတယ်လို့ပြောပြခဲ့ပါတယ်မျိုးရဲ့၄ပုံ၃ပုံလောက်ကဖျက်ဆီးခံလိုက်ရပြီမယ်ဘယ်သူမှမတော့မသိသွားခဲ့ပါဘူး အဲ့ဒီအချိန်မှာဂင်းရံမုံကအားလုံးကိုအထင်မှားနေတဲ့ကိစ္စကိုရှင်းပြဖို့အတွက်သွားခဲ့ပါတယ်။ဒါပေမဲ့အိုရန်ကတော့ဓာလိုက်ပြီးမပြောပြခိုင်းခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့အိုရန်စီကိုသူ့ဖေရဲ့လက်ထောက်ကရောက်လာပြီးအမွေဖျက်လိုက်ကြောင်းစာပို့လာခဲ့ပါတယ်။ဒါကိုမြင်တော့အိုရန်ရောက်ရန်ကိုဝမ်းသာသွားပြီးနောက်ဆုံးတော့သူ့ရဲ့ဖေနဲ့ဗန်းမျိုးတော်ကသူ့ကိုမထိန်ချုပ်နိုင်တော့ဘူးလို့ဆိုကာဝမ်းသာအားရထွက်သွားခဲ့ပါတယ်။အားလုံးကအိုရန်ကိုကျေးဇူးတင်ခြင်းပေမဲ့ဘယ်သူမှမပြောမထွက်ခဲ့ပါဘူး။အဲ့ဒီအချိန်ဂင်းရံမုံကဝမ်းနည်းစွာငုံနေခဲ့ပြီးသူကအိုရန်ရဲ့နောက်ကိုလိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီး လိုက်သွားရမယ်လို့ဆူရူကိုပြောလိုက်ပါတယ်။ဒါပြင်သူ့အနေနဲ့အိုရန်အတွက်အသက်ကိုရောင်ပေးနိုင်တယ်လို့ဆိုတော့ဒန်ဂျီရိုကလည်းသူရောပဲလို့ဆိုတာအပြေးလိုက်သွားခဲ့ကြပါတယ်။သူတို့ကကြည့်ကအားလုံးကအားကြနေပြီးသူတို့လည်းအိုရန်ရဲ့နောက်ကိုလိုက်ချင်နေကြတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အားလုံးကအိုရန်ရဲ့နောက်ကိုလိုက်ချင်စိတ်ကိုရှေ့တလန်းတိုးပြီးထိန်းထားခဲ့တာကြောင့်မြို့ကရှေ့ကိုတောင်ဆောင်းသွားခဲ့ပါတယ်။တဖက်မှာလည်းအိုရန်ကသူ့နောက်ကိုလိုက်လာတဲ့သူတွေကြောင့်စိတ်ညစ်နေပြီးနောက်ရမှာတော့သူကရာဆူကိုသွားတွေ့ပါတယ်။အချံရံနဲ့ရောက်လာတဲ့သူကိုမြင်တော့ရာဆူကဒါကဘာလဲလို့မေးနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူတို့ကယာစုရဲ့အိမ်မှာတညတဲခိုလိုက်ပြီးနောက်ရောက်မှာတော့ပြန်သွားဖို့လုပ်ပါရီအိုရန်ကယာစုကိုကူရီမာလူစိုးတယောက်တောင်းကျမ်းနေရလို့ကြားထားကြောင်းပြောလိုက်ပါရီဒါကိုကြတော့ယာစုကကူရီကဝါနူဒေတာအတွက်ကန်ဆာပဲလို့ပြောလိုက်ပြီးလူစိုးတယောက်ကကူရီကိုယောက်သွားရင်သူ့ကိုဘယ်သူမှဖမ်းလို့မရတော့ဘူးလို့ပြောလိုက်ပါရီအဲ့ဒီအချိန်အိုရန်ကတော့သူ့အနေနဲ့ဝါနူဒေတာကိုတပတ်ပတ်ဖို့အတွက်ပြောကထွက်သွားခဲ့ပါရီအားလုံးကသူ့ကိုနှုတ်ဆက်လိုက်ပြီးအချိန်ရရင်ပြန်လာဖို့အတွက်လည်းပြောလိုက်ပါရီ အိုရန်ထွက်သွားပြီးတဲ့နောက်မှာတော့တယောက်ကရာဆွေကိုအိုရန်နေတဲ့အခန်းကိုလိုက်ပြပြီးဘလို့လောက်သွားတာလဲကြိလိုက်ပါအောင်လို့ပြောနေခဲ့ပါတယ်။အဲဒီနောက်သူတို့ကပြင်ကားတောင်းရမလားလို့မေးလိုက်ပေမဲ့ရာဆွေကတော့တဘာဝဘေးချောင်းလိုပဲသဘောထားလိုက်ဖို့အတွက်ပြောပါရီး။အဲဒီအချိန်နောက်တယောက်ကလည်းရာဆွေကိုလာခေါ်ပြီးရွှေတွေကမရှိတော့ဘူးလို့ပြောလိုက်ပါရီး။ဒါကိုကြားတော့အိုရိုချီကအိုရန်ကယူသွားတာကိုမြင်လိုက်ကြောင်းပြောပြတော့တယောက်ကဒေါသပုံနေထားနေခဲ့ပါပြီ။ဒါပေမဲ့အဲဒီတစ်ခါမှလည်းအိုရန်ရဲ့လောက်ရက်ကိုရာဆွေကမသိချင်အောင်ဆောင်းပေးနေခဲ့ပြန်ပါရီး။ တဖက်မှာလည်းအိုရန်တို့ကလမ်းတစ်လျှောက်အားလုံးကိုဒုက္ခပေးပြီးကူရီကိုထွက်လာနေပါတယ်။လမ်းမှာအိုရန်ကကင်းရမွန်တို့ကိုဘာလို့သူ့နောက်ကိုလိုက်နေရလဲလို့မေးလိုက်တော့ကင်းရမွန်တို့ကသူတို့အနေနဲ့အိုရန်ကိုလေးစားကြလို့လို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့ကရှောက်လာရင်ရင်ဂိုဒီသားကိုရောက်တော့အကာသမားကလေးနှစ်ယောက်ကအကနဲ့အိမ်ကြီးကိုလိုက်လံဖျော်ပြနေပေမဲ့ဘသူကမှကလေးတွေကိုလည်းမခံခဲ့ပါဘူး။အဲဒီနောက်မှာတော့ကလေးတွေကအိုရန်ရဲ့နောက်ကိုလိုက်လာပါတယ်။အိုရန်ကတော့သူတို့ကိုမလိုက်စေချင်ပေမဲ့သူတို့ကအိုရန်ချက်ကျွေးတာကိုစားပြီးအနောက်ကနေဆက်လိုက်နေခဲ့ကြပါတယ်။ တဖက်ကကီဝီနယ်မြေမှာတော့လူသေးရီရဲ့စပင်ကိုလိုက်ဖြတ်တဲ့သူရှိပြီးတော့စုတ်တန်လောက်ရောက်တဲ့ကန်ဂျူရိုပဲဖြစ်ပါရီသူကအိုရန်ရဲ့စပင်ကိုဖြတ်ဖို့လုပ်တာကြောင့်အိုရန်ကသူ့ကိုထိုးလိုက်တော့ကန်ဂျူရိုကသူ့ကိုတောင်းပန်လိုက်ရပါရီအဲဒီနောက်မှာတော့အိုရန်ထိုးကိုခံလိုက်ရပေမဲ့ကန်ဂျူရိုကလည်းသူ့နောက်ကိုလိုက်လာခဲ့ပါရီဒေါ်ရင်တနေရာကိုရောက်တော့အိုရန်ကဒီနေရာမှာဓမြတွေကကြက်စားတယ်လို့ပြောလိုက်ပြီးယောက်ျားတွေကိုတက်ကမိန်းကလေးတွေကိုဖမ်းခေါ်သွားတဲ့အကြောင်းပြောပြပါရီအဲဒီချိန်အိုရန်ကသူ့တို့နောက်ကိုလိုက်နေတဲ့ရဲတစ်ခုကိုသတိထားမိသွားခဲ့ပါရီဒါကြောင့်အိုရန်ကဒါကပါလေတောပုံးတမျှလာလို့မိလိုက်ပါရီ လိုက်နေတဲ့ရိတ်ကလည်းသူ့ကိုသတိထားမိသွားပြီဖြစ်တော့အပေါ်ကနေခုန်ချလာပြီးသူကရိုက်ဆိုပဲဖြစ်သွားတယ်။ရိုက်ဆိုကအိုရန်ကိုသူ့အနေနဲ့ပုံကွယ်ပြီးမနေချင်တော့ကြောင်းပြောလိုက်ပြီးအိုရန်ကိုသူ့ကိုလည်းခေါ်သွားဖို့အတွက်တောင်းဆိုပါရီ။အဲ့ဒီအချိန်တစ်ဖက်မှာလေတောင်ပေါ်ကနေပြီးတော့အာချူရာကမွေကိုတက်ပြီးမွေရဲ့သွေးကိုခံယူနေပါရီ။သူ့ရဲ့လောင်းငယ်သားတွေကိုအိုရန်ကဒီကိုလာမှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါရီ။ပြီးတော့သူ့ငယ်သားတွေကိုအိုရန်ကိုသွားပြီးတက်ကြဖို့အတွက်ပြောပြီးကူရီနိုင်မြေတွေကိုဝေမခံဖို့အတွက်ပြောလိုက်တယ်။ဒါကြောင့်အားလုံးကပြေးထွက်သွားပြီးအာရှူရာကလည်းသူခံထားတဲ့မွေသွေးတွေကိုမောတော့ပြလိုက်ပါရီ။ တစ်ဖက်မှာတော့ကင်းရဲ့မွန်းတို့ကအစားအစာတွေကိုထိုင်စားနေပြီးအိုရန်ဘယ်ရောက်သွားလဲလို့မေးနေပါတယ်။ဒါကြောင့် Rise ကနောက်ဖက်ကိုအမိုက်သွားပြစ်ကြောင်းပြောလိုက်တော့ဒန်ဂျီရိုကဒါကမနီးကမှလားလို့ပြောလိုက်ပြီးအိုရန်ကအမြဲတမ်းတရက်သူမဟုတ်နှစ်ရက်လောက်ပျောက်နေရကြတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒန်ဂျီရိုကတောင်ဘက်မှာကူရီကိုဝင်းနဲ့တကားရှိတာကိုသတိရသွားပြီးလန်သွားကအားလုံးကနောက်ကလိုက်ကြပါတော့တယ်။ကင်းရဲ့မွန်းကတော့သူတို့ကအိုရန်ကိုအသက်ပေးကာကွယ်ဖို့ပြောထားပြီးတိုက်ပွဲအတွင်းကိုတယောက်တည်းလွတ်လိုက်မိပြီလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအိုရန်ကကူရီရိုရဲ့ဝင်ပေါက်ကိုရောက်လာပြီးသူကတကားဖို့ဖြက်စီပစ်လိုက်ပါတယ်။ ပြီးတော့ဒီကအထဲကိုဝင်သွားပြီးအသင်းဆောင်တွေအာရှူရာတို့နဲ့တွေ့ပြီးတော့ဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလေ